ဂိုင်းပန်မကစားနိုင်တော့လို့ရတဲ့ချန်ပီယံကပတ်ကအမျှတမှုမရှိကြောင်းပြောနေကြတဲ့လူတွေကိုအခုလိုပြတ်သားစွာတုံ့ပြန်ခဲ့တဲ့ဂျိုရှွာဘန်ပရိသတ်များအားလုံးမင်္ဂလာပါရှင့်မြမကုံဆောင် UFC ချန်ပီယံဂျိုရှွာဘန်ကတော့ကပတ်အချောင်ရရဲဆိုပြီးဝေဖန်ခံနေရပါတယ်အကြောင်းရင်းကတော့အားလုံးသိထားတဲ့အတိုင်းပဲ UFC Flyweight ကပတ်ချန်ပီယံလူပွဲမှာမြမကုံဆောင်ဂျိုရှွာဘန်ကမထင်မထားတဲ့ရလဒ်နဲ့အနိုင်ရရှိသွားခဲ့လို့ပါ ပွဲမစခင်အခြေအနေကိုပြန်ကြည့်ရင် flyweight တန်းရဲ့ဘယင်းတစုဖြစ်တဲ့ဖန်တူဂျာဘက်ကနေတဖက်သက်အလေးသာနေခဲ့တာပါ။သုံးသက်သူအများစုကဂျိုရှွာဘန်ဘလောက်ပဲတော်တော်အတွေ့အကြုံရင်းတဲ့ဖန်တူဂျာကိုတော့ရှင်းနိုင်မှာမဟုတ်ဘူးလို့ထင်ကြီးပေးခဲ့ကြပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ပွဲစပြီး26စက္ကန့်အကြာမှာအရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။ဖန်တူဂျာရဲ့ကံချက်ကိုဘန်ကသုံးထုံးလိုက်တဲ့အရာမှာအကြမတော်ပဲနဲ့ဖန်တူဂျာရဲ့လက်အစ်စ်လွဲသွားပြီးတော့စက်မကစားနိုင်တော့ပဲအရှုံးပေးလိုက်ရတာပါ။ ဒီရလကြောင့်မဲ့ဂျိုရှွာဘန်ကမြန်မာနိုင်ငံရဲ့ပထမဆုံးအရှိထောင်အာရှဆက်တနိုင်ငံလုံးရဲ့ပထမဆုံးနဲ့ UFC သမိုင်းတလျှောက်အသက်ငယ်ဆုံးကမ္ဘာချန်ပီယံဆိုတဲ့စံချိန်အသစ်တွေကိုတင်နိုင်ခဲ့ပါတယ်။မြန်မာပြည်သက်တွေကတော့ဒီသမိုင်းဝင်အခိုက်အတန့်အတွက်အကုန်ယူမဆုံးဖြစ်နေကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းမကျေနပ်တဲ့အသံတွေထွက်ပေါ်နေပါတယ်။အထူးသဖြင့်နိုင်ငံတကာက UFC ပြည်သက်တချို့ကဒါဟာတရားမျှတမှုရှိတဲ့နိုင်ပွဲမဟုတ်ဘူး။အကျိန်းနဲ့ကစားပြီးမှရတာမဟုတ်ဘဲပြိုင်ဘက်ဒဏ်ရာရသွားလို့အချောင်ရလိုက်တဲ့ကပတ်ပဲဆိုပြီးတော့ လောင်ပြောင်ဝေဖန်မှုတွေရှိနေခဲ့တာပါသူတို့ကဖန်တို့ကြောင့်နဲ့ဗန်တို့ရဲ့သွေးထွက်တန်ယူပွဲချမ်းကိုမျောလင့်ခဲ့ကြပေမယ့်ပွဲကမြန်မြန်ဆန်ဆန်ပြီးသွားတော့အားမလို့အားမရဖြစ်နေကြပုံရပါတယ်ဒီလိုဝေဖန်တန်တွေကိုဂျိုရှူအာဘန်ကတော့၁၄တောင်ဂယုမဆိုင်ဘူးလို့ပြပြတသားတုံ့ပြန်လိုက်ပါတယ်ပွဲပြင်းအင်တာဗျူးမှာဗန်ကကျွန်တော်ကတော့ဒီကပတ်နဲ့ထိုက်တန်တယ်လို့ရရပဲလို့ခန့်ယူတယ်ဖန်တို့ကြောင့်တန်ရန်ရသွားတာသူရဲ့ကံတရားပဲကျွန်တော်လောက်တာမဟုတ်ဘူးကျွန်တော်ကတော့ဖိုက်တာပီပီအမြဲစင်တယ်မဲလို့ပြောကြားခဲ့ပါတယ် တကယ်တော့ MMA အားကစားနည်းမှာကာကွယ်ခြင်းကလည်းတိုက်ခတ်ခြင်းတစ်မျိုးပါပဲဂျိုရှွာဘန်နေနဲ့ဖန်တိုဂျာရဲ့ကန်ချက်ကိုမတုံ့ပြန်ပဲငြိမ်းခံနေခဲ့ရင်သူကိုယ်တိုင်အထိနာနိုင်ပါတယ်အခုလိုလင်းမြန်စွာတုံ့ပြန်တွန်းထုတ်နိုင်ခဲ့လို့သာရလက်ပြောင်းသွားတာဖြစ်တဲ့အတွက်ဒါကိုကန်တက်တက်လို့ပုံချလို့မရပါဘူးသမိုင်းမှတ်တမ်းတွေမှာဘလို့အနိုင်ရခဲ့လဲဆိုတာတက်ဘသူကချန်ပီယံလဲဆိုတာကပို့ပြီးတော့အခေယာကြပါတယ် ဝေဖန်သူတွေရဲ့စကားသံတွေကကျိုးရွာပန်းအတွက်တော့အစိတ်တက်ကြောက်စရာမဟုတ်ပေ။လောင်မဲပွဲစဉ်တွေမှာသူ့ရဲ့စွမ်းရည်အစစ်အမှန်တွေကိုထုတ်ပြဖို့မီးလောင်ရလေးပင်းတယ်လို့တွန်းအားတစ်ခုဖြစ်လာစေမှသိကြပါရယ်။ဒါအပြင်ဗန်ကကျွန်တော်နာမည်မှာ Fearless ဆိုတဲ့စကားလုံးပါပြီးတော့ကျွန်တော်သွေးကမြန်မာသွေးဖြစ်တာကြောင့်ဘသူ့ကိုမှမကြောက်ဘူး။ဖန်သူကြောင့်နေနဲ့မကျေနပ်လို့ဒဏ်ရာပြောက်ရင်ပြန်လာစိန်ခေါ်ခြင်းလဲလက်ခံတယ်လို့တခြားဘဲကစားသမားမဆိုအချိန်မရွေးလာခဲ့ကျွန်တော်အကုန်လက်ခံတယ်ဆိုပြီးတော့ ဝေဘန်သူတွေကိုပါတဲစိန်ခေါ်လိုက်တာဖြစ်ပါတယ်။တပတ်မှလည်းချန်ပီယံဟောင်းဖန်တူချာကတော့အတော်လေးကိုရင့်ကျက်တဲ့စကားကိုဆိုခဲ့တာပါ။ကျွန်တော်ကပထမကြီးကလေးကဗန်ကိုအမောက်သိပ်ဖို့ပြင်ဆင်လာတာပါ။ဒါပေမဲ့ကံမကောင်းစွာပဲဒဏ်ရာရသွားခဲ့တယ်။ဒါဗန်ရဲ့အပြစ်မဟုတ်ပါဘူး။သူ့ရဲ့ကန်စာတာကချန်ပီယံဖြစ်ဖို့ပါလာတာကြောင့်သူ့အတွက်ဂုဏ်ပြုပါတယ်။ဒါပေမဲ့ကျွန်တော်ပြန်လာခဲ့မယ်။ဗန်နဲ့တေချာပေါက်ပြန်ကျုံးမယ်လို့ပြောဆိုခဲ့တာပါ။ဂျိုရှွာဗန်ရဲ့ယုံကြည်မှုနဲ့ဖန်တူချာရဲ့ဇွဲလုံးလာတို့ထိတ်တဲတွေ့အောင်မဲ့ဒုတိယပွဲစဉ်ကတော့ပို့ပြီးတော့ကြည်ကောင်းအောင် သေးကြပါရယ်ကဲပရိသတ်ကြီးအချောင်ရတဲ့ကပတ်လို့ပြောနေတဲ့သူတွေကိုကြိုက်တဲ့သူလာခဲ့လို့စိန်ခေါ်လိုက်တဲ့ဂျိုရှွာဘန်ရဲ့တုံ့ပြန်မှုကိုဘယ်လိုမြင်ကြလဲဗန်နဲ့ဖန်တိုဂျာရိုရဲ့ဒုတိယပွဲကိုရောပြန်ကြည့်ချင်လားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်